ကျွန်တော်နာမည်ကရေရေအသက်ကတော့22နှစ်ပါကျွန်တော်ထိုင်းနိုင်ငံမှာရှိတဲ့ပိုင်ဆိုတဲ့မြို့လေးအနီးကရွာမှာအိမ်ကားနေတယ်ပိုင်မြို့ပေါ်ကဝီရောင်းတဲ့ဆိုင်မှာအလုပ်လုပ်တယ်အလုပ်က နေဆိုင်ညာဆိုင်ဆိုပြီးရှိပေမဲ့ညာဘက်ဆိုရင်ဆိုင်ကိုလာတဲ့ tourist တွေကမဟုတ်ဘူးပူပေးလေးရှိတာကြောင့်အိမ်ကိုပတ်စံပြန်ပို့နေရတဲ့ကျွန်တော်ကညာဆိုင်မှာအမြင်ဆင်းဖြစ်တယ်ကျွန်တော်အလုပ်ကညာ2နာရီ40ဆိုရင်ပြီးပြီ အလောက်ကနေအိမ်ကိုရောက်ဖို့စိုက်ကင်နဲ့မိနစ်20လောက်တော့မောင်းရတယ်။ညဘက်ကျွန်တော်ပြန်တဲ့ချိန်ဆိုရင်လမ်းပေါ်မှာကားတစ်စီးနှစ်စီးပဲရှိတတ်တယ်။တခါတလေဆိုင်ရနေအိမ်အထိသာပြန်ရောက်သွားတယ်။ Highway လမ်းတစ်လမ်းလုံးကျွန်တော်စိုက်ခဲ့တစ်စီးပဲရှိတာ။ဒါမှမဟုတ်ပြန်ရတဲ့လမ်းကလမ်းမီးတွေရှိပြီးထိတ်လင်းနေတော့ကြောက်လန့်နေစရာဘာမှမရှိတဲ့အတွက်ကျွန်တော်အတွက်တော့အဆင်ပြေတယ်။ကျွန်တော်ကညတိုင်းအပြန်လမ်းမှာအိမ်နဲ့အနီးဆုံးမှာရှိတဲ့7-11မှာ ညစာဝင်ဝဲတတ်တယ်။7-11လေးကျွန်တော်အိမ်ကိုရောက်ဖို့10မိနစ်လောက်ထပ်မောင်းရတယ်။ဒီညလည်း7-11ကိုဝင်ဖြစ်တယ်။ဆိုင်ထဲရောက်တော့ကက်ရှာမှမျက်မှန်းတမ်းမိနေပြီဖြစ်တဲ့ကောင်းလေးတစ်ယောက်ပဲရှိတယ်။သူကကျွန်တော်ဝင်လာတာကိုထုံးစံအတိုင်းအဖက်တော်မလုပ်ပါဘူး။ဖုန်းပုတ်နေတယ်။ဆိုင်ထဲမှာလည်းအေးအေးဆက်ကအတန်တွေကလွယ်ရင်တိတ်ဆိတ်နေတာပဲ။ကျွန်တော်ခေါက်ဆွဲချောက်တစ်ခုယူလိုက်တယ်။နောက်ပြီးခေါက်ဆွဲချောက်တဲထည့်စားဖို့ကျုပ်ချောင်းထုပ်ကိုယူဖို့အတွက် အေးစက်တွေနဲ့ထားရတဲ့ပစ္စည်းအတန်းကိုသွားပြီးစားနေကြကြောက်ကြောင်တစ်ထုပ်ကိုယူလိုက်တယ်။အဲ့မှာမျက်စိတောင်းကအရေးတစ်ခုဖြတ်ခနဲမြင်လိုက်ရတာနဲ့ကျွန်တော်လှမ်းကြည့်လိုက်တော့အေးဘူးတွေထားတဲ့ခြေလာရှိတတဲ့ကရှောက်လန်းချမ်းမြင်မှာ လူတယောက်ထိုင်နေတယ်။အယက်သမားများလား။ဒါမှမဟုတ်နေမကောင်းလို့အားပြက်ပြီးချမ်းပေါ်ထိုင်ချနေတာလား။သူကဟူဒီအညိုရောင်ဝတ်ထားတယ်။အုတ်ထုတ်ကလည်းအပေါ်ကနေထပ်ဆွထားတော့သူ့မျက်နှာကိုသေချာမမြင်ဘူး။ သူကအဲ့ဒီဘီယာဘလင်းနေဝိုင်ဘလင်းနေထည့်ထားတယ်။ချီလာရှိထက်ထဲမှာထိုင်ပြီးတော့ကျမ်းမြေကိုစိုက်ကြည့်နေတယ်။မသိရင်ဘီယာဘလင်းနေစီမှာဆူတောင်းနေသလိုပဲလို့တွေးမိပြီးတော့ကျွန်တော်ရည်ကျင်သွားတယ်။ပြီးတော့ယုတ်တိရဲ့ကျွန်တော်သူ့မျက်နှာကိုအယမ်းမြင်ကျင်လာတယ်။သူဘလို့လူလဲဆိုတာကိုသိကျင်လာတော့ကျွန်တော်ငွေရှင်းကောင်တာကိုတမ်းမသွားပဲသူထိုင်နေတဲ့အတန်းသားမှာပဲမယောင်မလည်နဲ့ဆက်စုနေမိတယ်။ကျွန်တော်ခြေတံကိုသူမကြောက်အောင်တော့သတိထားရတာပေါ့။ဒါရင်ကျွန်တော်ခြေတံမလုံခဲ့ဘူးထင်တယ်။ ူရုတ်တရက်ခေါင်းမော့ကြည့်တော့ကျွန်တော်တုံသွားတယ်။ရောင်ပြီးစင်ပေါ်ဝေဖာတထုပ်တောင်ကောက်ဆွဲလိုက်ပြီးတယ်။သူ့မျက်နှာပုံမှန်ပဲ။မျက်လုံးတွေကတော့မျက်တွင်းတွေကျပြီးဟောက်ပတ်ဖြစ်နေတယ်လို့ပဲ။ထူးခြားတာက သူ့ပါဇက်ကြီးဟာနေတာ။မေးရိုးပြုတ်နေတဲ့ပုံစံမျိုး။ကျွန်တော်ခဏတော့မလုံမရှားနဲ့သူ့ကိုကြောင်ပြီးတော့ရက်ကြည့်နေမိတယ်။ဒါပေမဲ့အသည့်ဝင်လာတဲ့ခက်တီတီနဲ့ကျွန်တော်ဝယ်စရာမလိုတဲ့ကော်ဖီအေးတစ်ပုဒ်ကိုချီလာရဲကနေယူလိုက်ပြီးကောင်တာစီကိုထွက်လာခဲ့တယ်။ ကောင်းနာရောက်တော့ကက်ရှာကောင်လေးကခောက်ဆွဲဘူးတယ်ကြက်ဦးချောင်းထဲ့ပြီးတော့တခါတည်းအပူပေးနေတာကိုစောင့်နေရသေးတယ်အားလုံးပြီလို့ပတ်စံရှင်းပြီးသွားတဲ့အထိခုနကလူကအဲ့ဒီကြားထဲကနေထွက်မလာသေးဘူးကျွန်တော်လည်းကျွန်တော်ကိစ္စမှမဟုတ်တာဆိုပြီးဆိုင်ထဲကနေထွက်လာခဲ့တယ်ကျွန်တော်စိုက်ကဆက်နိုးပြီးလမ်းမကြီးပေါ်တက်ဖို့လုပ်တော့ကုန်းကားတစ်စီးကလာနေရတဲ့ခဏစောင့်နေရတယ်အဲ့ဒီချိန်မှာပဲ711နဲ့ကလူတစ်ယောက်ပြေးထွက်လာတာကိုကျွန်တော်မြင်လိုက်တယ် သေချာကြည့်လိုက်တော့မှခုနကလူသူအရှိန်နဲ့လမ်းမပေါ်ကိုကြီးတက်မယ်လို့ကျွန်တော်ထင်နေတာကုံကားလာနေရမို့ကျွန်တော်စိတ်ပူသွားမိတယ်ဒါပေမဲ့သူ့ရဲ့ဥဒိယာလမ်းမပေါ်တက်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်စီကိုပြေးလာနေတယ်ဆိုတာကျွန်တော်သိလိုက်ရတော့ကျွန်တော်လည်းစိတ်လှုပ်ရှားပြီးဆိုင်ကလီပါစောင့်ဆွဲပြီးတော့မောင်းပြေးလာခဲ့တယ်အရင်သမားလားစေသမားလားမသိဘူးကွာကြောင်တောင်နဲ့လို့ဆိုင်ကမောင်းရင်ကျွန်တော်တွေးမိတယ်ဒီလိုနဲ့လမ်းမကြီးပေါ်မှာကျွန်တော်2မိနစ်လောက်ပဲမောင်းရအောင်ပဲ နောက်ကနေကားစီးလိုက်လာပြီးဟွန်းတောက်လျှောက်တီးနေတယ်။အာဒီလူကလည်းလမ်းကျယ်ကြီးကိုကျော်သွားလိုက်ပါလားလို့ကျွန်တော်ပြောပြီးတော့ဘေးကိုကပ်ပေးလိုက်တယ်။တန်းသူကကြုံမသွားဘဲနဲ့ကျွန်တော်အနောက်ကနေလိုက်တွန်းနေတယ်။ကျွန်တော်လည်းစိတ်လျှော့လိုက်ပြီးစိုက်ကယ်ကိုအရှိန်လျှော့ပြီးလမ်းဘေးကိုချပြီးတော့မောင်းပေးလိုက်တယ်။ဒါပေမဲ့အက်ကကြော်မသွားဘူး။နောက်ကနေဖြည်းဖြည်းလေးကပ်လိုက်နေတယ်။ဒီချိန်မှာတော့ကျွန်တော်ကားသမားကိုစိတ်မတူတော့ဘဲနဲ့စိုးရင်လာတယ်။ကျွန်တော်စိုက်ကယ်ကိုလမ်းဘေးမှာထိုးရက်လိုက်ပြီး ကားသမားကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ကားသမားကလည်းကားရက်ဖို့အရှိကိုလိုက်လျှော့တယ်။ကျွန်တော်ဘေးနားထီတပိန်ချင်းလိမ့်လာတယ်။ဒါနဲ့ကျွန်တော်ကားဆရာကိုလှမ်းကြည့်လိုက်တော့ကြောက်လန့်မှုကခေါင်းထဲကိုစောင့်တတ်သွားတယ်။ဘာလို့လဲဆိုတော့ခုနက7 11အလူဟူဒီအညိုရောင်နဲ့ပါဇက်ဟပြီးမေယိုအပြုတ်လိုက်နေစတီယာရီမော်လက်တင်ပြီးကျွန်တော်ကိုကောက်ကျစ်စွာနဲ့ပြုံးပြနေတယ်ခမောင်မြင်မှုကြရမလား မျက်လုံးကိုမြူးပြီးဖြည်းဖြည်းချင်းပြုံးပြတဲ့ပုံစံလေးကျွန်တော်ငြိမ်နေမိတယ်ကံကောင်းချင်တော့သူကကားပေါ်မှာဆင်းလာဘူးကားတော့မရက်ဘူးကျွန်တော်ဘေးကနေတလဲရင်ချင်းလှည့်ရင်းနဲ့ခုနပြောတဲ့အတိုင်းပြုံးပြပြီးတော့ကားကိုအရှိန်နဲ့မောင်းထွက်သွားတယ်ကျွန်တော်တက်ပြင်းမိုးကြီးချလိုက်ပြီးအရှိန်နဲ့မောင်းထွက်သွားတဲ့ကားကိုလှမ်းကြည့်လိုက်တယ်ဘလူကြီးလေကားနောက်ပိုင်းမှာဘာမှမရှိဘူးတွဲကားတွေလိုမျိုး ကားပေါ်ဒီမှာပါပဲအယိုးစစ်ပဲပါတယ် ရှေ့ကမ်းမှာကားမောင်းနေတဲ့ဟူဒီအညိုရောင်ခေါင်းဆောင်ကိုလှမ်းမြင်နေရတယ်။ဒါနဲ့ကျွန်တော်အဲ့ဒီနေရာမှာခဏလေးယက်နေမိတယ်။ကျွန်တော်ဘာတွေကြုံနေရတာလဲဆိုတော့ကျွန်တော်နားမလည်ဘူးဖြစ်နေလို့။အဲ့ဒီကတော်တော်ဝေးဝေးရောက်သွားတော့မှကျွန်တော်အိမ်ဘက်ကိုသွားမဲ့လမ်းလေးကိုချိုးပြီးတော့ဝင်လာခဲ့တယ်။ဒါပေမဲ့အိမ်ရှိရောက်လို့တကားဖွင့်ဖို့အတွက်ကျွန်တော်စိုက်ကရက်လိုက်တဲ့အချိန်မှာအဲ့ဒီကကျွန်တော်တို့လမ်းထိပ်ကိုရောက်လာတယ်။ပြီးတော့ကျွန်တော်တို့လမ်းထဲကိုကုဝင်လာတော့ ကျွန်တော်လက်ဆိုင်ကိုအမြန်တွန်းထိန်ပြီးခြံတကောင်ဆွဲပေးလိုက်တယ်။ကားအိမ်ရှိမှထိုးရလိုက်ပြီးကျွန်တော်ခုနလိုပဲပြုံးမိကြည့်နေတယ်။ကျွန်တော်လည်းအိမ်ထဲကိုပြေးဝင်အိမ်တကောင်ကိုပိတ်လိုက်တဲ့အချိန်မှာကားဝုန်းနဲ့မောင်းထွက်သွားတယ်။အိမ်ဒူငါထားတဲ့ဗော်ရာကလည်းဒီချိန်ကအိမ်နေပြီ။ဒါနဲ့ဒီလူပြန်လာမှလားဆိုပြီးကျွန်တော်အိမ်ထဲကနေမိတွေပိတ်ပြီးတော့စောင့်ကြည့်နေမိတယ်။နိုင်ဝလောက်တည်းဘာမှမထူကြတော့မှဝေလာတဲ့ခောက်ဆွဲဘူးကိုစားဖို့ ထမင်းစားခန်းဘက်ကိုသွားလိုက်တယ်။မိကလုတ်ဖွင့်နေတော့ထမင်းစားစပွဲဘက်ကချက်ခနဲ့အတန်ကြာလို့ ကျွန်တော်လှည့်ကြည့်လိုက်တော့ဘာမှမတွေ့ဘူး။ဒါနဲ့ခေါဆွဲဖို့ဇွဲဖို့တင်လိုက်တဲ့အချိန်မှာကျွန်တော်နောက်ဘက်ကပတင်းပေါက်ကတောက်ခနဲ့အတန်ကြာလိုက်ရလို့ကျွန်တော်လှည့်ကြည့်လိုက်တော့ခုနကလူပြုံးပြီးကျွန်တော်ကြည့်နေ။ကျွန်တော်လန့်ပြီးနောက်ကိုခုံဆုပ်လိုက်ပြီးတော့စပွဲကုန်းကဝင်တိုက်ပြီးတော့ကျွန်တော်ဖင်တန်းလဲသွားတယ် ကျွန်တော်ပေါ်လာလေအတန်ဒီကြောင်းထင်တယ်။အခန်းထဲကနေပြေးထွက်လာတယ်။ဟေ့ဘာဖြစ်တာလဲလို့သူကမေးတယ်။ကျွန်တော်ချက်ချင်းမဖြေနိုင်ဘူး။ဗတင်းမကူကြည့်လိုက်တော့ခုနကလူကိုမတွေ့ရတော့ဘူး။ဟေ့ဘာဖြစ်တာလဲလို့သူကထပ်မေးတယ်။ဟေ့ဗတင်းပေါင်းမှာလူတယောက်ရောက်နေတယ်လို့ကျွန်တော်ပြောလိုက်တော့တငငချင်းကဟေ့ဘမလည်းငါမတွေ့ဘူးတဲ့။ဟုတ်တယ်အခုလေးနေပျောက်သွားတာလို့ကျွန်တော်ပြောလိုက်တော့တငငချင်းကခြံမီးတွေဖွင့်ပြီးတို့တချောင်းဆွဲခြံထဲကိုလိုက်ရှာတယ်။ခဏကြာတော့ပြန်ဝင်လာတယ်။ ဟင်းအောင်ဘာမှမတွေ့ပါဘူးကွာမင်းကလည်းဘာတွေရှောက်မြင်နေရလဲဆိုပြီးပွားစီပွားစီပြောပြီးသူ့အခန်းထဲပြန်ဝင်သွားတယ်ဒီကောင်အေးအေးပြက်သွားတာကိုတော့ကျွန်တော်အားနာမိတယ်ဒါပေမဲ့ကျွန်တော်ရှောက်မြင်နေတာမဟုတ်တာကိုလည်းကျွန်တော်သေချာသိနေမိတယ်နောက်နေ့မှပဲရှင်းပြတော့မယ်လို့တွေးပြီးထမင်းစွဲပေါ်ကခေါက်စွဲပူကိုယူပြီးကျွန်တော်အခန်းထဲကိုဝင်လာခဲ့တယ်ထမင်းစွဲမှာကျွန်တော်ထိုင်စားဖို့အတွက်စိတ်မလုံခြုံတော့လို့ကျွန်တော်ခေါက်စွဲကိုအခန်းထဲမှာပဲယူစားလိုက်တယ် ခေါင်းဆွဲစားပြီးကျွန်တော်အိပ်ဖို့ကြိုးစားနေတဲ့အချိန်မှာအိမ်အပြင်ဘက်ခြံထဲကလူတယောက်လမ်းလျှောက်နေတဲ့အတန်းကြားရတယ်။ကျွန်တော်ဝုန်းကနေထထိုင်ပြီးတေချာနားဆွင့်ကြည့်လိုက်တော့အတန်းပြောက်သွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်တခုတတိရသွားပြီးခေါင်းနှပန်းကြီးသွားတယ်။ခုနကကျွန်တော်တငယ်ချင်းအိမ်အပြင်ထွက်ပြီးတော့ပြန်ဝင်လာတော့နောက်ဘေးတကားကနေပြန်ဝင်လာတာ။ဒီကောင်ချက်ပြန်ချခဲ့ရလား။အဲ့ဒီမို့သူနဲ့ စေယုံပဲစေခဲ့တာလားကျွန်တော်သေချာမသိဘူးဒါနဲ့ကျွန်တော်နောက်ဖေးတကားကိုသွားစစ်ဖို့အခန်းတကားကိုအမြန်ဖွင့်ပြီးထွက်လိုက်တဲ့အချိန်မှာအေကန်ထဲမှာခုနဟူဒီနဲ့လူကျွန်တော်ဘက်ကိုကြောပေးပြီးထိုင်နေတယ်ကျွန်တော်လည်းဘာလို့မှမသိရနဲ့ကျွန်တော်အခန်းထဲကိုပြန်ဝင်ပြီးချက်ကိုချလိုက်တယ်ပြီးတော့ကျွန်တော်တငယ်ချင်းကိုချက်ချင်းဖုန်းလန်းခေါ်လိုက်တယ်ဒီကောင်အချင်းမို့သူနဲ့ဖုန်းကင်ပြီးဘာဖြစ်ပြန်ပြီလဲဟေ့အောင်နဲ့ဟေ့အောင်အေကန်ထဲမှာလူတယောက်ရောက်နေတယ် မင်းအခန်းတကားကိုချက်ချထားငါအခုရဲခေါ်လိုက်မယ်လို့ပြောလိုက်တယ်ဒီကောင်ဝုန်းဝန်းတဲ့တကားကိုဖွင့်ပြီးအပြင်ကိုထွက်လာတယ်ပြီးတော့ကျွန်တော်တကားကိုလာခေါက်တယ်ကျွန်တော်အပြင်ကိုထွက်လိုက်တော့ဒီကောင်စိတ်ပြက်နေတဲ့အကြည့်နဲ့ဘယ်မှာလဲလူလို့ခပ်ပြစ်ပြမေးတယ်ဟုတ်တယ်အခုချိန်အိမ်ထဲမှာဘသူမှရှိမနေတော့ဘူးကျွန်တော်လည်းဘာဖြစ်ရမှန်းမသိရနဲ့နောက်ဖေးတကားကနေပြန်ထွက်သွားပြီနဲ့အတူတယ်လို့ပြောလိုက်တယ်ဒီကောင်ကနောက်ဖေးတကားကလောချထားတာ ው ကွာလို့ပြောပြီးနောက်ဖေးတကားဘက်ကိုထွက်သွားတယ် ကျွန်တော်ရဲ့အနောက်ကလိုက်သွားတယ်။တကားကိုဆက်ကြည့်လိုက်တော့တကားကစိတ်ုံစိတ်ထားတာဖြစ်နေတယ်။ဒီကောင်က sorry ငါအကျင့်မှုတို့နဲ့လောမချမ်းမိလိုက်ဘူးနဲ့တူတယ်တဲ့။ဒါပေမဲ့မင်းရှောက်မြင်နေတာတွေကတော့မဟုတ်သေးပါဘူးကွာလို့ပြောပြီးတော့ငြိမ်သွားပြီးကြမ်းမြင်ုံသေးချကြည့်နေတယ်။ပြီးတော့ဟေ့အောင်မင်းချက်တော့မစည်းဘဲနဲ့အိမ်ထဲရှောက်သွားနေတာလားတဲ့။စေးပါတယ်ဟာဆိုပြီးကျွန်တော်လည်းကြမ်းမြင်ုံလိုက်ကြည့်တော့မှကြမ်းမြင်ကြွေပြားပေါ်မှာချီရတယ်။ မိဖို့ကြောင့်ကနေဧကန်တီတွေ့ရတယ်။ဒီတခါတော့ကျွန်တော်နှစ်ယောက်လုံးအိမ်ပြန်ပြေးခဲ့လို့ရော channel ကိုပတ်ကြည့်ကြတယ်။ဒါပေမဲ့ဘာမှမတွေ့ဘူး။ဒါနဲ့ကျွန်တော်နှစ်ယောက်အိမ်ထဲပြန်ဝင်ပြီးတကားတွေကိုသေချာချက်ချမိတွေမှိတ်ပြီးတော့ထိုင်ဆောင်နေကြတယ်။မနေ့အလင်းလာတဲ့အထိဘာမှထပ်မထူးကြတဲ့အတွက်ကျွန်တော်နှစ်ယောက်ဝင်အိတ်လိုက်ကြတယ်။ခဏကြာမှတကားခုတ်တန်ကြရတယ်။ကျွန်တော်လန့်နိုးပြီးတော့နာဆွန့်လိုက်တော့ မင်းကော်ဖီတောက်ဖို့မေ့နေရတော့လို့ပြောတဲ့ယောက်ျားတစ်ယောက်ရဲ့အတန်ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ကျွန်တော်အလန့်တကြားအဲ့ရတဲ့နေရာထားထိုင်လိုက်ပြီးတယ်။ဖုန်းကိုကောက်ကင်လိုက်ပြီးနိုင်ကြည့်လိုက်တော့မနက်၁၇နာရီထိုးနေပြီ။ဒါကတော့ကျွန်တော်စိတ်ဆွဲပြီးအိမ်မက်မှတ်တာလို့ထင်တယ်။အပြင်ထွက်ကြည့်တော့ကျွန်တော်တငယ်ချင်းအလုတ်သွားပြီ။ကျွန်တော်ကိုယ်တိုင်နားမလဲတဲ့ကျွန်တော်ကြုံခဲ့ရတဲ့ညတညပါပဲ။ဒါမှမဟုတ်ကျွန်တော်ကြုံခဲ့ရတာဘာကြီးလဲ။လူလား။ဒါမှမဟုတ်တရေလား။အဲ့လူကို 7-11ကောင်တာကောင်လေးကမမြင်ရပဲကျွန်တော်တယောက်တည်းမြင်နေရတာလားအိမ်မှာလည်းကျွန်တော်တငယ်ချင်းကမမြင်ရပဲကျွန်တော်တယောက်တည်းပဲမြင်နေရတာလားအိမ်နေရစပြီးကျွန်တော်လည်းနေဆိုင်ပဲဆင်းဖြစ်တော့တယ်